အလုံးမင်္ဂလာပါဒီနေ့မှာတော့ရှမ်းတို့ဟူတို့လုံနီလေးကိုအချင်းရေရောအစအဆုံးလေးတင်ပြပေးတော့မှာဖြစ်လို့လိုက်ကြည့်ပေးကြပါဦးနော်ပထမအဦးဆုံးပဲမုတ်အစိမ့်အစိတ်သားကိုဒီလိုအိုးကြီးနဲ့ဖြော်ပြီးတော့အနေထိုင်ရပါမယ်ရှင်အပေါ်ရေကြီးတွေအားလုံးကိုတွန့်ပြမှာဖြစ်ပါတယ်နော်အပေါ်ရေကြီးတွေအားလုံးတွန့်ပြလို့ကြံတဲ့ဒီအနေကြတဲ့ပဲနှစ်လေးနဲ့ဦးမညီမတို့ပြန်ကြိုမှာဖြစ်ပါတယ်ဒီလောက်ဆိုရင်ကိုရပါပြီရှင်ကဲရေနှစ်လီတာထည့်ထားတဲ့အိုးတွေကိုစားနှစ်စုံတကြားတစ်စုံ အချုံမုံနင်းငယ်လေးထည့်ပြီးတော့ပွအောင်တဲပါမယ်။ရေပွက်ပြီးဆိုရင်တော့ခွက်လေးနဲ့အနေငယ်ခတ်ထားလိုက်ပါမယ်ရှင်။လိုတိုးပူလျှော့လုပ်ဖို့အတွက်ပါနော်။ကဲပြီးပြီးဆိုရင်တော့ညီမတို့ဖုတ်ကလာလေးထည့်ပါမယ်။ဒီလိုလေးဖြစ်သွားရပါပြီ။ပြီးရင်တော့ညီမတို့ပွအောင်ထားပါမယ်။ရေပွက်ပွက်ဆိုပြီးဆိုမှပဲညီမတို့ခဏနှတ်ထားတဲ့အနစ်ကလေးကိုနည်းနည်းချင်းစီလေးကြွက်မီတိုင်အောင်လောက်လေးထည့်ပြီးတော့ကြိုပါမယ်ရှင်။ ဒီလိုကြိုရင်ကြိုရင်နဲ့ပြစ်လာမှာပါနော်နာနာလေးမွေပေးရပါမယ်မီးမပြင်းလို့မရပါဘူးမီးအေးအေးနဲ့ပဲကြိုပေးရပါမယ်ရှင်နည်းနည်းထဲလိုက်မွေလိုက်နဲ့ဒီလိုလေးပဲသွားပေးရပါမယ်ပြီးရင်တော့စမင်းစားစုံလေးနဲ့စီလေးတစ်စုံထည့်ပေးရပါမယ်အခုညီမတို့ရေလေးနည်းနည်းလေးထည့်ရောလိုက်ပါတယ်နော် ။ဒါအလိုရောလိုက်လောက်လိုက်နဲ့အဲ့လိုမျိုးလေးပဲကုံသွားတဲ့အထိချိုးပေးရပါမယ်။ပြီးရင်တော့မီးအေးလေးနဲ့10မိနစ်2မိနစ်လောက်ကိုပွက်ပေးထားပါမယ်။ကဲဒီလိုလေးချက်မီတန်ရပါပြီရှင်။တူဟူသားလေးကြီးကြီးလေးရအောင်လို့ညီမတို့တာကုံမုံရေလေးဖြုတ်ပြီးတော့ခဏလိုမျိုးလေးပဲတစ်ပြေးချင်းလေးထည့်ပြီးတော့ပြန်ပြီးထပ်ချိုးပေးပါမယ်။အားလုံးပြီးပြီဆိုရင်တော့ဘန်းနဲ့ထည့်ပြီးအေးခံပါတော့မယ်ရှင်။ဒီလိုလေးဆိုရင်တော့ရပါပြီ။အေးခံထားတဲ့အချိန်အတွင်းမှာညီမတို့အချင်းရေပြောပါမယ်ဒါကတော့ရှလကရေပါ ချင်းစောကတိ6နဲ့ကျန်နဂါနဲ့ကိုရောပြီးတော့တဲထားတာပါဒီလိုပကံနဲ့ကိုခွက်နဲ့နှစ်ခွက်ထည့်ပါမယ်ပြီးရင်တော့ကျတွန်ချူအထောင်းကိုနှစ်စွန်းထည့်ပါမယ်ရှင်တကယ်ဒီလိုစင်ရပါပြီပြီးရင်တော့ညီမကခုနတကြားထည့်ဖို့မေ့သွားတယ်ပေါ့နော်ရိုက်တာရိုက်မရိုက်လိုက်ရအောင်တကြားသုံးစွန်းထည့်ပါမယ်ပြီးရင်ကြာညွတ်၅စွန်းစားနေငယ်ပြီးတော့ချက်ဖတ်စော့ ကိုဒီလိုငယုံနေနေဆော့ကိုငါးဆုံးထက်ပါမယ်ရှင်ပြီးရင်တော့စီမွေးထက်ပါမယ်ရှောက်ကောပောက်ကောအမုံကိုစီတက်ထားတဲ့စီမွေးကိုလက်ဖက်ရည်စွန်းနဲ့ငါးဆုံးထက်ပါတယ်ရှင်ဒါတော့အမွေးနှံ့တော့ပါပြီးရင်တော့နှမ်းစီမွေးနှမ်းစီတက်ထားတဲ့နှမ်းစီမွေးအနစ်နဲ့ကိုငါးဆုံးထမင်းစားစွန်းနဲ့ထက်ပါတယ်ဒါအားလုံးကတပန်းစာအတွက်ပါနော်ပြီးရင်တော့ငရုတ်တီးစီချက်ထက်ပါမယ်စက်တုံဖြူကြော်ကလည်းငါးဆုံးထက်ပါတယ်ရှင် ပြီးရင်တော့နနမလေးနဲငယ်လေးထည့်ပြီးရင်တော့တပန်းစာအတွက်အချင်းရင်ရပါပြီရှင်အခုဆိုရင်အေးခက်နာတဲ့တူဟူကလည်းခဲပြီဆိုတော့ညီမတို့လီးပါတော့မယ်ဒီတူဟူကကြတော့မြန်မာတူဟူနဲ့အမာချင်းကမတူပါဘူး တော်တော်လေးပြော့တဲ့ထဲမှာပါပါတယ်မြမတိုဟူတက်ပြော့တယ်ပေါ့နော်ရှမ်းတိုဟူဆိုတော့အဲ့တော့လီးရဲ့အချိန်မှာကိုလိုချင်တဲ့အနေထားကိုလီးရပါမယ်အတက်နိုင်ဆုံးတော့နည်းနည်းထူပြီးတော့လီးပေးပါနော်ပြီးရင်တော့ညီမတို့ခုနဖြော်ထားတဲ့အချင်းရင်လေးကိုလောင်းပြီးရင်တော့စားလို့အဆင်သင့်ဖြစ်ပါပြီရှင်ဒီနေရာမှာအငန်နဲ့အဆက်ကတော့လိုလိုထည့်လို့ရပါတယ်နော်ပြီးရင်နနမင်လေးချက်သွန်ဖြူကျော်လေးထည့်ပြီးတော့စားလို့ရပါပြီဒီလိုအီးတုံတုံချင်းချင်းဆက်ဆက်လေးနဲ့ရှမ်းရတာဆက်ဆက်လေးကိုစားလို့ရပါပြီအလုံးမဲ့လှစားကြည့်ကြပါနော် နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ရှင်အားလုံးပဲတတ်တာ